ဘောလုံးလကမှာခစ်တရဲ့အထွတ်ထိပ်လို့ပြောရင်ခရစ်စီယာနိုရော်နယ်ဒိုနဲ့လီယိုနယ်မက်ဆီကိုပဲပြေးမြင်ကြမယ်လို့ထင်ပါတယ်။ဒါပေမဲ့ဒီကစားသမား၂ဦးရဲ့လွှမ်းမိုးမှုအကူမရောက်ခင်တခစ်မှာတောက်ပါစေခဲ့တဲ့နောက်ဆုံးပေါ်နဖီးယားတစ်ပါးရှိခဲ့ပါတယ်။သူကတော့ဘလာဇီးရဲ့ကန်နဝင်ကစားသမားရီကာဒိုအက်ဒီဆန်ဆန်တိုလိုက်ဒီကာကာပဲဖြစ်ပါတယ်။ဖဘောခွေစီမြန်မာကိုအားပေးနေကြတော့ပေးတဲ့အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ ဘလာဂျီရဲ့ဂန်ဒင်ကစားသမားတဦးဖြစ်တဲ့ရီကာဒိုအီဒါဆွန်တို့ဆန်တိုလိုက်ဒီကာကာရဲ့အကြောင်းလေးပဲဖြစ်ပါရဲ့ခင်ဗျာ ကျွန်တော်နဲ့တူတူလိုက်ပါနားထောင်ကြည့်လိုက်ရအောင်ခင်ဗျာကာကာကို1982ခုနှစ်အေဗလာ20ရက်နေ့ဘလာဇီးနိုင်ငံမှာမွေးဖောက်ခဲ့ပါတယ်ကာကာဟာချမ်းသာတဲ့မိသားစုကနေစင်တာပေါဖွာလာပြီးစာတော်ပြီးအားကစားထူးချွန်သူတဦးလည်းဖြစ်ပါတယ်အသက်ရှင်နေသားရဲ့မှာဆာပေါ်လိုတင်းရဲ့အကယ်ဒမီတို့ ရောက်ရှိခဲ့ပါတယ် အသက်၁၈နှစ်အရွယ်မှာရေကူးကံမှာမတော်စားဖြစ်ပွားမှုကြောင့်ကြောရိုးကျိုးပြီးကစားသမားဘဝဆုံးခန်းနိုင်သူတူပြဖြစ်ခဲ့ပါတယ်။ထို့ပေမဲ့ကာကာဟာဖျားသခင်ပေါ်ယုံကြည်မှုနဲ့အတူအန်ဟောစရာကောင်းလောက်အောင်ပြန်လည်တက်တာလာခဲ့ပါတယ်။၂၀၀၂ခုနှစ်မှာတော့ဆာပေါ်လိုတင်းရဲ့အတင်းကြီးမှာစတင်ကစားခွင့်ရရှိပါတယ်။၂၀၀၂ခုနှစ်မှာတော့ဘလာဇီးရဲ့လယ်ရင်းစင်တင်းကိုရွေးချယ်ခြင်းခံရပြီးကမ္ဘာဖလားကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပါတယ်။ ထို့နောက်2003ခုနှစ်မှာတော့ဆာပေါ်လိုအတင်းကနေပြီး AC မီလန်အတင်းကိုယူရို8.5တန်းဖြင့်ပြောင်းရွှေ့ကစားခွင့်ရခဲ့ပါတယ်။သူပြောင်းရွှေ့ပြီးပထမရာသီမှာပဲ CDA ဖလားချန်ပီယံဆုကိုရရှိခဲ့ပါတယ်။တာကာဟာနီးပြအစလော်ဒီရဲ့လက်အောက်မှာကမ္ဘာအကောင်းဆုံးကစားသမားဖြစ်တက်လန်းနိုင်ခဲ့ပါတယ်။2005ခုနှစ်ချန်ပီယံလိဖိုင်နယ်ပွဲစဉ်မှာလီဗာပူးတင်းကိုရှုံးနေခဲ့ပေမဲ့ကကာရဲ့ကစားပုံကအထူးကောင်းမွန်ခဲ့ပါတယ်။ 2009ခုနှစ်မှာတော့ချန်ပီယံလိဖလားကိုရရှိခဲ့ပါတယ်။ပြီးပါရဲ့ကလပ်ဝေါ်ကပ်ဖလားနဲ့အတူသူဦးချင်းဘောလုံးဝန်းစုကိုလည်းရရှိခဲ့ပါတယ်။2009ခုနှစ်မှာတော့ကကာဟာကမ္ဘာ့ဆန်ချိန်တင်ပြောင်းရွှေ့ခြင်းနဲ့အတူရီယယ်မက်ဒရစ်တင်ကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။ကကာဟာစပိန်မြန်မာတော့ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရပါတယ်။ထို့ကြောင့်သူဟာစာရမရဲ့အစွမ်းရည်ကိုအပြည့်အဝပြသကွင်းမရခဲ့ပေမဲ့2001 2002လာလီဂါချန်ပီယံစုကိုတော့ရရှိခဲ့ပါတယ်။ 2006ကမ္ဘာဖလားပြိုင်ပွဲမှာတော့ဂါဂါဟအဓိကကစားသမားဖြစ်ပါဝင်ကစားခဲ့ပြီးနဘဲအီဂျာစီကိုဝှေ့ဆင်ခဲ့ပါတယ်။ထို့အချိန်ကသူ့ရဲ့ကစားသမားဘဝမှာအကောင်းဆုံးတက်လန်းနေတဲ့ချိန်လေးဖြစ်ပါတယ်။အောက်စုပွဲစဉ်မှာခရိုရှားနဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာအဝေးကန်ချက်တွေဂိုးတွင်ယူခဲ့ပြီးထိုကိုပြည့်ပဲအနိုင်ရအောင်ကူညီပေးခဲ့ပါတယ်။ထိုကိုဟာကာကာအတွက်ကမ္ဘာဖလားမှာပထမဆုံးတွင်ကိုလည်းဖြစ်ခဲ့ပါတယ်။ထိုကမ္ဘာဖလားပြိုင်ပွဲမှာတော့ရော်နယ်ဒိုရော်နယ်ဒို အရီယာနိုရဲ့နောက်မှာ၄ယောက်တိုက်စစ်မှုအဖြစ်ပါဝင်ကစားခဲ့ပေမဲ့အဓိက ဖန်တင်းရှင်ဖြစ်ပဲကစားခဲ့ရပါတယ်။ဘလာဇီးတင်ဟာရီမန်းချက်များစွာရှိခဲ့ပေမဲ့ကွာတာဖိုင်နယ်ပွဲစဉ်မှာပြင်းထန်တဲ့ကိုတကူကိုမရှိဖြစ်ရှုံးနေပြီးပြိုင်ပွဲမှာထွက်ခွာခဲ့ရပါတယ်။2010ကမ္ဘာဖလားပြိုင်ပွဲမှာတော့ကာကာဟာဒိုင်ယာပြည်တနာနဲ့ရုံးကန်နေရချိန်လေးဖြစ်ပါတယ်။ ထို့ပေမဲ့ဘလာဇီးနဲ့ IB ကိုတင်းတို့တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာတော့နှကိုဖန်တီးခဲ့ပြီးသုံးဂိုးတကိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။အဆိုပါ IB ကိုနဲ့ပွဲစဉ်မှာဒူရီယာအဘွားကပ်ပြားထိခံရပြီးအဘွားကပ်နှစ်ချိန်ပြတာခံရပြီးအနီကပ်ဖြစ် ထုတ်ပယ်ခင်းခံခဲ့ရပါတယ်။ ဘလာဇီးတင်ဟာခွာတာဖိုင်နယ်ပွဲစဉ်မှာနယ်သာလန်တင်ကိုနှစ်ဂိုးတစ်ဂိုးရလဖြစ်ရှုံးနေခဲ့ပြီးပြိုင်ပွဲမှာထွက်ခွာခဲ့ရပါတယ်။ထိုအချိန်အားသူ့ရဲ့ဒဏ်ရာ ပြဒနာတွေနဲ့ရုန်းကန်နေရခြင်းဖြစ်တော့ကြောင့်စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။ဂါဂါဟာ UM မထွေအတင်မှာဒဏ်ရာပြဒနာများစွာနဲ့ ပွဲကစားခွင့်နေပါခဲ့မှုတွေကြောင့်မျော်လင့်ထားလောက်အောင်မြင်မှုများမရရှိခဲ့တဲ့အတွက်လေးနှစ်တာကာလပြီးနောက်ကာကာသူ့ရဲ့ကလပ် AC Milan အသင်းတို့ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ AC Milan အသင်းမှာပွဲပေါင်း30ပြန်လည်ကစားပြီး9ဂိုးတွင်းယူနိုင်ခဲ့ပါတယ်။ သူရဲ့စက်သားရေအရင်လိုထိတ်တင်းစစ်မဟုတ်တော့ပေမဲ့ AC Milan ပိတ်သက်တွေတဲ့တော့သူရဲ့ပြန်လာမှုကအိမ်ပြန်ခြင်းတစ်ခုကိုခံစားခဲ့ရပြီးနှွေးသွေးစွာကြိုဆိုခဲ့ကြပါတယ်။ AC Milan အတင်းမှာ2013-2014ဘောလုံးရာသီအကုန်မှာကာကာဟာ AC Milan အတင်းကနေထွက်ခွာခဲ့ပြီးမေဂျာလီးဂ်တို့ပြောင်းရွှေ့ကစားခဲ့ပါတယ်။ကာကာဟာမေဂျာလီးဂ်တို့ပြောင်းရွှေ့မကစားခင်မှာသူ့ရဲ့အတင်းဟောင်းဖြစ်တဲ့ဆာဘောလိုအတင်းကို 6လကြာအငါသွားရောက်ကစားခဲ့ပါတယ်6လကြာအငါသွားရောက်ကစားနေပြီးနောက်မေဒီကန်ကလပ်ဖြစ်တဲ့ Orlando City အသင်းတို့ပြောင်းရွှေ့ကစားခဲ့ပါတယ် Orlando City အသင်းမှာအတင်းကောင်းဆောင်ရာသူဖြစ်တာဝန်ယူကစားခဲ့ပြီးမေဂျာလိမှာပထမဆုံးဘော်ဒူနောဆုရှင်သူဦးလည်းဖြစ်ခဲ့ပါတယ်2018ခုနှစ်အော်တိုဘာလမှာတော့ Orlando City အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ကလပ်အသင်းများစွာကကမ်းလှမ်းခဲ့တဲ့ပေမဲ့ကစားသမားအဖြစ်မှ နားယူခဲ့ပါတယ် ကာကာဟာဘောလုံးသမားဘဝကိုအဆုံးသတ်ခဲ့ပေမဲ့သူ့ရဲ့ကဏ္ဍဝင်အမွေနှစ်တည်းကတော့ဘောလုံးလောကမှာထင်ကျန်နေစေဖြစ်ပါတယ်။ဘောလုံးကို ထိမ့်ချုပ်ရင် အရှင်ပြင်းပြင်းနဲ့ပြေးလာနိုင်မှုကီလာပတ်စ်ပြပမှုများဂိုးတင်းဆိုင်ရင်ကြီးကတော့ယနေ့ဒိတ်တိုင်းအမတ်ရနေစေဖြစ်ပါတယ်။ကာကာဟာတာယာပြဿနာများစွာရှိခဲ့ပေမဲ့ကွင်းတွဲတွေမှာကွင်းမြင်ပါပင်နဲ့သဘောထားပြေးဝမှုယုံကြည်ကိုးစားမှု professional စိတ်သက်သူကြောင့် တခြားကစားသမားတွေနဲ့ကဘာတဝမ်ကပိတ်သက်တည်းရဲ့စံပြပုဂ္ဂိုလ်တဦးဖြစ်ရက်တည်နေစေဖြစ်ပါတယ်သူရဲ့ဘောလုံးလို့ပြေးလာမှုဟန်ပန်ပြုံးရင်နေတတ်တဲ့မျက်နာကိုကြည့်ပြီးဘောလုံးပွဲကိုချီးကွင်းသူတိုင်းကတော့သူကိုဘောလုံးကစားခြင်းကိုလှပအောင် ဖန်တီးခဲ့သူဖြစ်အမြဲတမ်းအမတ်ရနေမှာပဲဖြစ်ပါတယ်။ဂါဂါဟာမက်ဆီ၊ရော်နယ်ဒိုတို့ဤခင်မတိုင်းမီနောက်ဆုံးထိပ်တန်းကစားသမားတစ်ဦးဖြစ်တယ်လို့ နောက်ဆုံးဘောလုံးတော်ဆုရှင်တဦးလည်းဖြစ်ခဲ့ပါတယ်။သူဟာဘောလုံးသမားဘဝကိုအနာယူခဲ့တော့လေသူ့ရဲ့တန်ရှင်းသောပုံရိပ်ဂဏဝင်မွေနစ်တွေကတော့ခေတ္တဘောလုံးတော်ကားများအတွက်လိုက်နိုင်ရမယ့်ဇန်နမူနာကောင်းဖြစ် အမြဲတမ်းထွန်းလင်းတောက်ပနေမှာပဲဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်သောကာကာရဲ့အကြောင်းလေးကိုတော့ကြိုက်နေတတ်တဲ့ဆိုရင်တော့ like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါအောင်ခင်ဗျာ။အားလုံးမိကြတော့ပိတ်တဲ့အားလုံးကိုကျေးဇူးတူးတင်ရှိပါတယ်ခင်ဗျာ။တာယာလပါတော့နေလေးဖြစ်ကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။